တော့ကျွန်တော်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကကိုပိုင် GPT ကိုရဲ့ custom GPT လေးရအောင်လို့ဘယ်လိုလုပ်မလဲအဲ့ဒါမသွားခင်မှာကျွန်တော် ChatGPT နဲ့ဖန်တီးလို့ရတဲ့ basic လို့တော့ပြောလို့မရတော့ဘူးဗျာအခြေခံအနေနောက်တစ်ဆင့်လောက်တော့ဖြစ်လာပြီအဲ့ဒီအချိန်မှာ လုပ်လို့ရတဲ့အရာတစ်ခုကိုကျွန်တော်ပြမယ်ကိုရဲ့ Facebook page Facebook account ကို ChatGPT နဲ့သွားချိန်ထားတာ ChatGPT မှမဟုတ်ဘူးဘယ် LLM မဆိုချိန်လို့ရတယ် LLM ဆိုမသိရင်ကျွန်တော်ရှေ့တင်ထားတဲ့ဗီဒီယိုလေးတွေကိုတစ်ချက်ပြန်ကြည့်ကြည့် အဲ့ဒါကကျွန်တော်တို့ရဲ့ future လို့ကျွန်တော်ပြောချင်တယ်ဘာလို့လဲဆိုတော့ AI နဲ့ကိုလူတိုင်းသုံးတတ်တယ် AI နဲ့ကိုလူတိုင်းစာရေးထည့်တတ်တယ်တကုတ်ကုတ်ပုံထွက်လာအောင်ဗီဒီယိုထွက်လာအောင်လို့လုပ်တတ်တယ်ဒါပေမဲ့စီးပွားရေးဘယ်လိုလုပ်မလဲ business ဘယ်လိုလုပ်မလဲပတ်စံဘယ်လိုရှာမလဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့ AI တွေကိုတစ်ခုနဲ့တစ်ခုနဲ့ချိတ်ဆက်တတ်ဖို့လိုသွားပြီ။စာအလိုလိုပြန်ဖြည့်တဲ့ AI ကိုကျွန်တော်ရောင်းမယ်။ခင်ဗျားရဲ့ Viber ကိုစာအလိုလိုဖြည့်ပေးတဲ့ AI ကိုကျွန်တော်ရောင်းမယ်။ခင်ဗျားရဲ့ page တွေအလိုလို content တွေရေးပေးနေတဲ့ AI စာတွေအလိုလိုဖြည့်ပေးနေတဲ့ AI ဖုန်းတွေအလိုလိုခေါ်ပေးနေတဲ့ AI စသဖြင့်အဲ့ဒါတွေကိုလက်ရောင်းနိုင်ရင်ချမ်းသာပြီအဲ့ဒါကကျွန်တော်တို့ရဲ့အနာဂတ်ကျွန်တော်တို့ရဲ့ future အဲ့ဒီ next chapter page ကို AI နဲ့ချိတ်ဆက်ထားတဲ့နမူနာလေးအရင်ပြမယ်ကျွန်တော်ရဲ့ page ကိုသွားပြီးတော့ကိုယ့်ဘာသာကိုစာပုတ်ကြည့်မယ်ဗျာ hi စာပြန်ထုတ်ပေးလိုက်တယ်ပေါ့ဗျာ audio ban စာပြန်ထုတ်လာမင်္ဂလာပါကြိုးစားပါရဲထပ်ဆန်းပြမယ်နော်အင်းကစကားများလိုက်တာ sorry နော်ညီမလေးကိုနီညီမလေးပြော တင်နေနေရှိလားတင်ဝင်လေးချက်မတင်နေခါမတင်ကြပြနေပါလေတပတ်ချာချာတော့အကန့်ချင်မြောမြေမစားတော့ဘာဖြစ်မဖြစ်သေးဘူးဒါမဲ့ဟိုအလုပ်တော့ဖြစ်နေပြီအဲ့ဒါအကြံပြင်းလေးပေါ့ပြီးပြတ်တေချာလားဆိုမတေချာသေးဘူးဖြစ်တယ်လို့လောက်ထားတာတည်းပဲဒါပေမဲ့အလုပ်ဖြစ်တယ်အဲ့ဒီနေရာမှာ prompt ကိုကောင်းကောင်းရေးနိုင်ရင် knowledge base ကိုကောင်းကောင်းထည့်နိုင်ပြီဆိုရင် page တစ်ခုအတွက်ကျွန်တော်တို့ကဒီမှာခင်ဗျားတို့အတွက် AI ကျွန်တော်လာစဉ်ကြီးဘလောက်ပြီးတော့ဆိုပြီးတော့ရောင်းလို့ရနေပြီ ခုဒီနေ့ပြောမယ့်အကြောင်းအရာကိုရောက်လာပြီဒီနေ့ပြောမယ့်အကြောင်းအရာကခုနလို့ process တွေဘာမှမသွားခင်မှာကိုတုံးနေတဲ့ ChatGPT စတာတွေအကုန်လုံးကို custom ကိုပိုင်ဘယ်လိုလုပ်မလဲအဲ့ဒီထဲကကိုပိုင် GPT တခုဆိုတာဘာလဲဆိုတော့ဥပမာပြလို့ရအောင်ဘီလင်းဆီယာမတစ်ယောက်ဖန်တီးထားတယ်အဲ့ဒီဘီလင်းဆီယာမကိုကျွန်တော်အဆန်းတုံးရဒါတော့ကိုပိုင် GPT ရဲ့အကျွန်တော်ရှောက်ကလိထားတဲ့ထဲကတခုပေါ့ဗျာအဲ့တော့ဘီလင်းဆီယာမကြီးနေနေဂုံတိဂုံတိအကုန်တက်ပါတယ်ရှင်ဆိုတော့ဆန်းကြည့်အောင် hello ဒါမှမဟုတ်ဆီယမ်မာကြီးနဲ့တိလို့ရမိကျင်ပါတယ်ဒါလေးနှိမ့်လိုက်လို့ရတယ်နော်ဟုတ်တော့နေနာမည်နဲ့မွေတက်ကရစ်လေးပြောပြပါအောင်โอเคနာမည်ကကျော်ကြီးကွာကျော်ကြီးမွေတက်ကရစ်က1980သူဟောနေပြီခြေရည်ရပါလေရင်းခုနှစ်အတွက်ရေပွန်ကကတ်မှာဒီနေ့ကတော့ကျော်ကြီးအတွက်လမ်းမတင်မတဲ့ခွင့်ရကောင်းတွေလူတစ်ကောင်းတွေနဲ့ပေါင်းတင်ရတဲ့ခွင့်ရတွေဝင်လာမယ်ခြေရည်အချစ်ကန်းမှာတော့ကျော်ကြီးရဲ့စပင်းနူးနူးပေါ့ဒီနေ့တည်းမှာချစ်သူအောင်နဲ့ပြန်တွေ့မယ်ဆိုတာထက်အပြင် เนาะอติตู้เนี่ยบาสิทธิ์ဝင်ษาไว้อ่ะช่องอย่างมาผิดละနိုင်เนี่ยปอกยาดิบ่เปียงั้นนอกกว่าจะจี้อ่ะบีดินเซียนมาอีนี่นี่ edit gpt ถ้าอายุอึนซงเนี่ยอเลซงนีลั้นก็พันธีท่าอ่ะครับดีมา create เนี่ย configure เนี่ยရှိတယ် configure ထဲမှာဆိုရင်အဲကျွန်တော်နဲ့ပင်ပေးထားတာဘီဒင်းဆီယမ်မာကြီးနီနီ logo လေးကောက်ကိုကြိုက်တဲ့တပုံကောက်ထည့်လို့ရတယ်ပုံစံအကုန်တက်ပါလေရှင်ဒီ instruction ဆိုတဲ့နေရာက prompt ကိုပြောတာမင်းကဘီဒင်း လာမေးတဲ့လူလာရင်နာမည်နဲ့အဲတက်ကရစ်နဲ့မေးပြီးသွားရင်ကျမ်းမာရေးအခြေရေးအလုပ်အကြောင်းကိုပြန်ဖြေဒါလေးတွေကဥပမာဒါကတော့ဒီလိုနည်းနဲ့ကြိုးဆိုရမယ်မွေတက်ကရစ်လေးပြောပါဥပမာပေးထားတယ်အခြေရေးအဒီနေ့မှာတော့ဘလို့ဘလို့ပုံစံမျိုးနဲ့ပြန်ဖြေကျမ်းမာရေးစိတ်ပူစရာမရှိပါဘူးဖြင့်ဒါပေမဲ့ဒါကိုကိုးကားဒီလိုဖြေတဲ့ပုံစံမျိုးကိုကိုးကားပြီးတော့ရင်အန်တိုနီကပေးတယ်မဲ့ဟောတဲ့တခြားကိစ္စတွေဆိုရင်နားမလည်ဘူးဆိုတာမျိုးကိုတခါလေးကြိုပြီးတော့ သူ့ကိုသင်ပေးထားတယ်။အားဟာကြီးက knowledge knowledge မှာက might တဲ့ knowledge database ကိုတုံးတက်ရင် knowledge တွေကိုကျွန်တော်ကဘီဒင်ဆရာမဖန်နေမယ်ဆိုရင်ဘီဒင်စာအုပ်တွေထိုးထည့်ထားလိုက်မယ်။ဆရာကြီးမသိခစသည်ဖြင့်ဘီဒင်စာအုပ်တွေထိုးထည့်ထားမိဒီဟာတွေကိုဖတ်ဒီကျမ်းတွေကိုကိုကကိုကပြီးမှဘီဒင်ပြန်ဟောလို့ပြောလို့လည်းရတယ်။ကျွန်တော်ခုနဖန်နေထားတဲ့အဲဆရာမကြီးနေနေရတော့ဘာ knowledge base မှာမပါဘူး။သူကသူပြောနေတာလျှောက်ပြောနေတာပေါ့နော်။အောက်ဆုံးဟာရရပါလေ web search ဆိုရင်အဲ့လို website မှာသွားရှာတာတို့ for image generation ဟို ပုံမှန်ပြန်ထုတ်ပေးတာ code interpreter ဆိုရင် excel file နေပြစ်ထည့်ပြီးတော့ excel file နေအထည်ထည့်ဟာတွေကိုဟိုရှာတရှာ formula တွေဆွဲခိုင်းမယ်ဆိုရင်ဒါလေးတွေကအမှန်ချစ်ပေးထားဖို့လိုတယ် custom gpt တခုဖန်တီးဖို့လုပ်ပြရတဲ့လုံးဝအခြေခံအတွက်ကဒါမျိုးလေးပဲအရင်မခက်ခဲဘူးပြီးတော့ရင်အပေါ်မှာရှိလဲဆိုရင် share ဆိုရရှိတယ်အဲ့ဒီ share ကိုနှိပ်လိုက်ရင်ကိုကကိုတယောက်တည်းသုံးမှာလား only me လား anyone with the link လား anyone with the link လို့ယူထားရင်ဒီ link ကိုကျွန်တော် copy ဆွဲပြီးတော့တငယ်ချင်းတွေကိုပေးလို့ရတယ်တငယ်ချင်းမင်းသုံးကြည့်မင်းလုပ်ကြည့်အဲ့ဒါငါဆီယမ်မာကြီးနေနေပေးတင်ဆီယမ်မာဒါပေမဲ့ပေးတင်ဆီယမ်မာအစ်စ်လာတော့မဟုတ်ဘူး knowledge base ထဲမှာပေရင်ကျမ်းနေပေရင်နဲ့ပတ်သက်တဲ့အချက်လေးတွေဘာမှမထည့်ထားဘူးရေပုံရအားဖြင့်ဟာတာဆန်ဆန်ကျမ်းမာကြီးလူမှုရေးတွေအကုန်လုံးမင်းပြန်ပြောပြပါကွာဆိုပြီးတော့မင်းကဆီယမ်မာကြီးနီနီဆိုပြီးတော့သင်ပေးထားတယ် prompt လေးရေးထည့်ပေးထားတယ် GPT တခု အဲ့ဒါကိုလုပ်ဖို့ဆိုရင် custom gpt ကိုဘယ်လိုဖန်တီးလဲကျွန်တော်လုပ်ပြမယ် custom gpt ဘယ်လိုဆန်းမလဲဆိုရင်ဒီနာမ gpt ဆိုတာလေးရှိရယ်တခုတော့ရှိရယ်ဒီ custom gpt ကိုသုံးဖို့အတွက်ဆိုရင် gpt plus version ဖြစ်မှရတယ် plus version ကလက်စင်ကြီးတွေ့ရတယ်တောင်းကနန်းမှာပဲတင်းကနန်းမကြုံ6900လောက်ဆိုရင် plus version တွင်းလို့ရတယ်မှ plus version မှာကိုပိုင် gpt တွေကိုသူကဖန်တီးခွင့်ပေးရဒီမှာကြည့်ကြည့်ကိုကိုပိုင်လုံးမယ်ဆိုရင်ဘယ်လိုလုပ်ရမလဲခုနကကျွန်တော်လုတ်ခဲ့တဲ့ဗီဒီယိုဆီယမ်မာဆိုရင်ညာဘက်တောင်းအောင်သွား create ဆိုတာကိုနှိပ် ဂရိဆိုတော့နေလိုက်ရင်ဒီလိုဒီလိုညာဘက်အချမ်းမှာ preview ဆိုတဲ့ဟာကြီးပေါ်တယ်ဒီဘက်ဘက်ဘက်အချမ်းမှာကဒီလို create ရယ် configure ရယ်ပေါ်လာတယ်အဲ့ဒီမှာနာမည်ရေကိုအကြောင်းဆရာဆိုရင်ကျောင်းဆရာပေါ့ဗျာဆရာကြီးပေါ့ဆရာကြီးကဘာလုပ်မှာလဲစာသင်ပေးမယ်စာသင်ပေးမှာရေးလိုက်ပြီး instruction ထဲမှာက prompt ဘယ်စာအုပ်ကိုယူဖတ်ဘယ်စာကိုပြန်သင်ပြီးဘာစာတွေကို guide လုပ်ပြီးဆိုတဲ့ဟာတွေအကုန်လုံးဒီ prompt နာမည်ရေးထည့်ရမယ် conversation starter ကတော့ဆရာကြီးအမေးရန်အဲအခဆရာကြီးပေါ့ ရှောက်လုပ်လို့ရတယ်ညာဘက်အချမ်းမှာအခုထည့်ထားသမဲ့ဒီလိုပေါ်ပေါ်လာရဲ့ကြီးကြီးအဆမ်းပေါ့နော်ဆရာကြီးစာသင်ပေးမယ်ခလုတ်ကလေး act ဆရာကြီးပြီး knowledge knowledge က knowledge base ရှိတယ်ဆိုရင်ဆရာကြီးဆိုရင်ကျောင်းဆောက်တွေကိုယ်ဆယ်ဆယ်ရန်ဆရာဖန်တီးခြင်းနဲ့ကိုယ်ကသူငယ်ရန်ဆရာဖန်တီးခြင်းနဲ့ဖန်တီးခြင်းနဲ့ဆရာဖန်တီးသူ့တင်ယုံညွန်းနဲ့ကောက်ထည့်ပေးထားလိုက်ရင်သူကအဲ့အဲ့ knowledge base တဲ့အဟာတွေအကုန်လုံးယူပြီးတော့သူ့သူသင်ပေးလိမ့်မယ်အောက်ဆုံးမှာခုနအမှန်ချက်ကလေးတွေတော့ကျွန်တော်ခုနပြောထားသလိုပဲပြီးွားရင်ဒီမှာ create ဆိုတာလေးနှိပ်လိုက်အောင်မယ်ပြီးသွားပြီ only me သုံးပါလား anyone with the link သုံးပါလားအဲ gpt store မှာတင်ပါလား only me နဲ့ထားလိုက်ရင်ခင်ထားပါတော့ဆရာကြီးကိုဖန်တီးပြီးသွားပြီဆိုရင်အဲ့ဆရာကြီးက only me နဲ့ကိုယ့်ရဲ့ dashboard မှာပေါ်လာလိမ့်မယ်ဒီမှာជីជីနော်ပြီးရင်ဆရာမကြီးနီနီကျွန်တော်လောက်ထားတဲ့ဟာဆရာကြီးဆိုရင်ဆရာကြီးပေါ့ဗျအနှစ်ချုပ်တပ်ပုံနေထုတ်တာဗီဒီယိုတွေလုတ်တာ AI နဲ့စကားပြောတာဆိုတာတွေအားလုံးကလူတိုင်းလုံတက်နေပြီလားအရာတွေ next level နောက်တစ်ဆင့်ကိုသွားမယ်အရာမှာအခြေခံအားဖြင့်လိုအပ်လို့ဒါကျွန်တော်ရှေ့တုန်းကဗီဒီယိုတွေမှာဒါလေးတွေကိုသိထားတင်တယ်ဒါလေးတွေကဖုန်းနဲ့တုံးကြည့်တင်တယ်ဒါလေးတွေကတော့လုပ်ထားတင်တယ်လို့ရှင်းပြတာဒါပေမဲ့ next level မှာကျွန်တော်တို့က AI automation ကိုသွားတင်တယ် AI automation ဆိုတာ တစ်ခုနဲ့တစ်ခုနဲ့တစ်ခုနဲ့ဘယ်လိုချိတ်ဆက်မလဲအရင်လဲအုံနောက်ချက်တယ်အရင်လဲမခတ်ဘူးခေါင်းထဲမှာအများကြီးကုတ်တင်မြင်လို့အများကြီးမျက်စိရှုပ်စရာမလိုဘူးစာရိုက်ထက်တန်ရင်ရနေပြီဒါလေးနဲ့ဒါလေးနဲ့ဒီလိုချိတ်မယ်ဆိုတာကိုကြာကြာနာနာစဉ်းစားတန်ရင်ရနေပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့သေးစိတ်သိရမယ့်အချက်တွေအများကြီးအများကြီးရှိတယ် prompt ဆိုတာဘာလဲ API နေဆိုတာဘာလဲတစ်ခုနဲ့တစ်ခုနဲ့ချိတ်ဆက်တဲ့ web hook ဆိုတာဘာလဲ Facebook ကဟာဘယ်ကနေလာဆွဲမှာလဲအများကြီးပဲ ဲ့ဒါတွေနဲ့ပတ်သက်တဲ့ tutorial လေ့ကျင့်ရတော့ကျွန်တော် follow လုပ်ထားလိုက်ကျွန်တော်နောက်ပိုင်းမှာ PPC အချိန်ရရင်ရတယ်လို့နည်း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 နဲ့ free class တွေအများကြီးလုပ်ပေးမယ်။ဒီမှာတည်တဲ့တွေဆိုရင်ကျွန်တော်က next chapter ကကိုနေပါကျွန်တော်ကို Facebook free group တွေရှိတယ် Facebook page တွေရှိတယ် YouTube channel ရှိတယ်အဲ့ဒါတွေအားလုံးမှာကျွန်တော်တည်သမျှတက်သမျှရှာဖွေတွေ့ရှိထားသမျှအရာတွေအကုန်လုံးကိုမချွင်းမချန်အကုန်ပြန်လဲမျှဝေပေးနေတယ်ကိုနေပါ